မင်္ဂလာပါခင်ဗျာကျွန်တော် Napjun Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အဒီနေ့ကျွန်တော်တို့ Before You Buy Series လေးနဲ့တင်ဆက်ဖို့ရွေးချယ်ထားတဲ့ game လေးက Split Fishing ပဲဖြစ်တယ်ပေါ့နော်။အဒီ game လေးဟာပြီးခဲ့တဲ့အပတ်မှာထွက်ခဲ့တဲ့ game ဖြစ်ပြီး It Takes Two နဲ့ A Way Out တို့ကို ဖန်တီးခဲ့တဲ့ developer Hazelight ရဲ့နောက်ဆုံး game ဖြစ်တယ်ပေါ့နော်။ အဲ့တို့ခိန်းနေနဲ့ရင်းနှီးပြီးတာစော့ပြီးတာဘော်ဒါတွေအတွက်ဆိုရင်နော် local space screen ခိန်းမြင်မှာဒီ modern ပေါ့နော်နောက်ပိုင်းခေတ်တင်မှာတော့ haze light ကလုံးဝဆရာကြီးတစုဆိုတော့တိကျမှာဖြစ်ပြီးနော်ဒီဂိမ်းမှာလည်းပြိတက်တွေကိုလုံးဝစိတ်မပြတ်စေခဲ့ဘူးပေါ့နော်အဲ့အခုဆိုရင်ကျွန်တော်တို့ it takes 2ကိုကစားပြီးတဲ့ player တွေအများကြီးဖြစ်နေပြီမဟုတ်လို့ဒီဂိမ်းကိုစကင်ရဲက it takes 2ထဲမိုက်အောင်လုပ်ဖို့ကသူတို့ရဲ့တာဝန်တစ်ခုလို့ဖြစ်နေပြီးသားဖြစ်ပြီးကျွန်တော်တယောက်တည်းအမြင်ရတော့ကစားတဲ့အခါမှာလည်းတကယ်ပုံမိုက်အောင်လုပ်နိုင်တယ်လို့ထင်ခဲ့ရရပေါ့နော် တကယ်အစ်ထိတ်သူကကောင်းမိသားခိုင်းမလို့အဲ့ထက်ပုံမိုက်အောင်လုပ်ဖို့ဆိုတာတော်တော်မလွယ်တဲ့အရာဖြစ်ပြီးဒါကိုလုံနိုင်တယ်လို့ကျွန်တော်ထင်တာမဟုတ်လို့လည်းတင်ဆက်ဖို့ရွေးချယ်လိုက်တာဖြစ်တယ်ပေါ့နော်အကင်းလေးကစတိုက်အဖြစ်ပြန်တစ်ခုပြီးတစ်ခုဖြစ်ပြနေတာဖြစ်ပြီးအဲ့ဒါကိုကစားနေရင်လည်းကျွန်တော်ပျော်ရတာပေါ့နော်တောက်ချောက်ဖန်ဖြစ်နေတာရက်မသွားဘူးပေါ့နော်အပုံမှန်တိုင်းပဲနှစ်ယောက်တော့မဖြစ်မနေကစားမယ်ကင်းလေးဖြစ်ပြီးကျွန်တော်အီးရထုတ်ခဲ့တာဖြစ်ကဘောလာတစ်ယောက်ဝယ်တိုင်းနော်နောက်တစ်ယောက်က free play လို့ရမှာဖြစ်တယ်ပေါ့နော် အဲဒါလေးရတော့ကျွန်တော် PC မှာကစားရတာကို footage ယူရတာဖြစ်ပြီး spoiler လေးတွေပါမှာဆိုလို့ပထမ level နဲ့ဒုတိယ level ဟူတာကျွန်တော်ဒီထဲမှာအသားပေးတင်ဆက်ထားတယ်လို့ကျွန်တော်ပေါ်တာလေးကိုကြိုပြီးတော့လဲအတိပေးလိုက်ပါသေးခင်ဗျာကျွန်တော် EA ကထုတ်လုပ်ခဲ့တဲ့ game ဖြစ်ပြီး Xbox Series X နဲ့ S နဲ့ PS5 နဲ့ PC ပေါ်မှာကစားလို့ရမယ့် game လေးလည်းဖြစ်တယ်ပေါ့နော် ကျွန်တော် PC ဘော်ဒါရီအတွက်ဆိုရင်ကျွန်တော်ကြိုက်ဆုံး website ဖိတ်ခဲ့မှာလဲ credit နဲ့ gain လေးဖြစ်တယ်ပေါ့နော်အဲ့တော့မှာဇိုဝီနဲ့မီယိုဆိုတဲ့တက်တက်စား main ကလေးစတားကြီးဆရာနှစ်ယောက်အနေရနေကစားရမှာဖြစ်ပြီးကျွန်တော်တစ်ယောက်ကတော့ဒီစိတ်ကူးရင် medieval kit ကဝိတ္ထုတွေရေးတာဖြစ်ပြီးနောက်တစ်ယောက်ကတော့ sci fi သိပ္ပံဝိတ္ထုတွေရေးတာဖြစ်တယ်ပေါ့နော်ကျွန်တော်တနိုင်ဆုံး spoiler လေးတွေကိုရှောင်ပြီးပြောရရင်လူစိုးပုံစံဖြစ်လာမယ်အဖွဲ့အစည်းတစ်ခုလည်းရှိသေးတယ်လို့ထင်ရပြီးအဓိကအားဖြင့်တော့ကျွန်တော်တို့ စာရေးဆရာမနှစ်ယောက်ကကိုရုတ်ရေးတဲ့ဝိထုတွေတဲ့ကိုကိုပြန်ရောက်သွားတာကဇလန်းရဲ့ starting point ဖြစ်ပြီးအဲဒါကနေထွက်ဖို့ကြိုးစားရတာကျွန်တော်ရဲ့ main plot ဖြစ်တယ်ပေါ့နော် အဲ့အတွက်ကျွန်တော်တို့ကကစားနေရင်လည်းကဘာတစ်ခုကနေတစ်ခုကိုသတိုင်းခုံသလိုရောက်ရောက်သွားမှဖြစ်ပြီးအဲ့အချိန်မှာမြင်နေရတာကစားနေရတဲ့ fee ကလုံးဝမထက်သွားဘူးပေါ့နော်အပြင်ရင်အမြဲတမ်းပဟေလီအတက်တွေဖြည့်ရှင်းဖို့အဲမက်ခနစ်အတက်တွေမိတ်ဆက်ပေးဖို့ကိုကစားနေရင်ပဲလှုပ်သွားတာဖြစ်ပြီးဘောရာအစပိုင်းတချို့လည်းပဲဆိုတူတူရီယာဖြစ်ပြီးမှကျွန်တော်တို့တူတူရီယာမန်းအောင်မသိလိုက်ဘူးခင်ဗျာဒါပေမဲ့ it takes two to say you know story ကနည်းနည်းလေးနှေးတဲ့အတော့ ဒီကျွန်တော်ပြောတာတွေကိုဖြစ်ဖြစ်လေးစိတ်ရှိရှိစော့ဖို့အနှိမ့်ရဆိုတာလည်းဒီတနားကြီးနှစ်နားကြီးလောက်ကိုပြောတာဖြစ်ပြီး JRPG တွေလို့၈နားကြီး၉နားကြီးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့တချို့နေရာတွေကြောက်ရင်မထင်မှတ်လိုက်အောင်ပြောင်းလဲသွားတာဗောဓကိုအန်အောသင့်စီမဲ့အရာတွေကိုတကယ်တွေ့ရမဲ့ဂိမ်းလေးဆိုတော့ကျွန်တော်အာမခံတဲ့ဂိမ်းလေးလေးတော့ဖြစ်တယ်ပေါ့နော် အဲ့ကျွန်တော်တို့လမ်းမှာဒီ main story အပြင်ကစားလို့ကောင်းတယ်ပေါ်တယ်ဆန်ဆန် style story လေးကြီးလည်းတွေ့ရအောင်မှဖြစ်ပြီးဒီတစ်ခေါက်မှာဒါကအရှိကဂိမ်းနေထပ်ပို့မိုက်လို့လုံးဝမလွတ်တဲ့အရာတွေထဲမှာ style story ပါတယ်လို့ပြောလို့ရတယ်ဗျာအဲ့ဒါမဲ့အပြည့်အနေနဲ့အနေနဲ့ပြောရမယ်ဆိုရင်တော့ version က0.0ပဲဖြစ်သေးတာမဟုတ်လို့ package error တွေလုံးဝကင်းသေးတာတော့မဟုတ်ပဲကျွန်တော်အကောင်ဆိုတစ်ခါ delay သွားနေရင်လည်းဒီဟိုနားဒီနားမှဒီကြားထဲကြပြီး stack ဖြစ်နေတာမျိုးရှိရပါတော့ ။နောက်တစ်ခုကကျွန်တော်တို့ရဲ့ main character ဖြစ်လာမယ်။စာရေးဆရာမနှစ်ယောက်ကကျွန်တော်တယောက်ပဲအမြင်ရပြပြောမှလားမသိဘူး။ story ရအရင် it takes two တဲ့က coding နဲ့မေထက်ကျွန်တော်တို့ဒီ player ကပေါ့နော်ဒီကောင်မလေးနှစ်ယောက်ကိုချစ်သွားဖို့သူတို့နဲ့တသားတည်းဖြစ်ဖို့အချိန်ကိုအရှိအကိန်းထက်နည်းနည်းလေးပိုယူရတယ်လို့ထင်တယ်ပေါ့နော်။ man to get us across? Yeah. Jump. အဲ့အဲ့ဒါက story ဆက်ဆက်ချင်းအပိုင်းလေးမှာပိုတိတာလေလို့အထင်တယ်ဗောနော်ကျွန်တော်အရင် it takes two ရဲ့ဒီ split screen co-op game နေအတိုင်းပဲကျွန်တော်တို့ရှေ့ကိုခီးဆက်သွားဖို့ဆိုရင်တချို့သောနေရာအကြိုင်တစ်ယောက်ကဒီဟာလုပ်ပေးမှာနောက်တစ်ယောက်ကခြေဆက်လို့ရမှာဖြစ်ပြီးအဲ့ဒါကို vice versa တယောက်နဲ့တယောက်ကူညီရင်းသွားမှာဖြစ်တယ်ဗောနော် apex အပိုင်းနေပါဆိုရင်တော့တစ်ခါတလေကြာရင် ဒီ game နဲ့ရတချို့ mission တွေမှာကျွန်တော်တို့က dimension တယောက်နဲ့တယောက်နဲ့ကသွားနေတဲ့ dimension လုံးဝမတူတဲ့အတွက်အဲ့ခန်းနေကြရင် puzzle ကိုဖြည့်ရှင်းရတာချက်ချင်းမတွေ့ဘဲနည်းနည်းကြာတာစာတာလေးဖြစ်နိုင်တဲ့ရှိတဲ့ game တော့ဖြစ်တယ်ပေါ့နော်ဒါကတော့ level design ကြောင့်ပဲလားကျွန်တော်ကိုယ်ရမျက်စိရှံသွားတာတခြားတော့မသိသေးဘူးပေါ့နော်အဲ့နောက်ဆုံးဒီ game လေးရဲ့အားတာချက်ကဒီ level design နဲ့ပတ်ဝန်းကျင်ကိုဆွဲထားတာဖြစ်ပြီးစတိုက်ဆော့နေနေပေါ့နော်ဘောရလုံးဝမဆိုင်တဲ့ပတ်ဝန်းကျင်ကြီးကိုမြင်ရတာပြီး mechanic အသစ်တွေကိုထည့်ထားတာ ပြီးရင်ကျွန်တော်အပေါ်မှာတင်ဆက်ခဲ့တဲ့ဘာမှမဆိုင်တဲ့အရာနှစ်ခုကိုပေါင်းလိုက်တာ Scar Story ဘိုင်းဇလံဘိုင်း visual ဘိုင်းနဲ့ PC ပေါ်မှာ run ွားတာအစားစမှုဖြစ်လို့မသိရင် magic show တခုကိုကြည့်နေရတယ်လို့ပဲပြန်သိလိုက်အဲ့ဒါကိုကပဲနောက်ပိုင်းဒီ co-op game တွေမှာ haste light ထည့်ထားတယ်သူတို့ပဲပိုင်ဆိုင်တဲ့ power ဖြစ်ပြီးဒီ game မှာအဲ့ power လောလောဆယ်တော့အကျဉ်းဆုံးချိန်လို့ပြောလို့ရတယ်ခင်ဗျာ ပြီးရင်ဇက်တိုက်အံ့ဩစရာတွေပဲပေးမဲ့ဂိမ်းဖြစ်ပြီးကျွန်တော်ရဲ့ပါစနယ်အမြင်ရပြောမယ်ကျွန်တော်တကယ်ကိုစောတင်တဲ့ဂိမ်းလေးတစ်ခုဖြစ်ပြီးတကယ်ကိုပြောဖို့ကောင်းတဲ့ဂိမ်းလေးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒါဆိုရင်တော့ဒီနေ့မှကျွန်တော် channel လေးကနေ Before you buy series လေး Netflix Fishion ရဲ့အကြောင်းကိုကျွန်တော်ဒီကလောက်တော့တင်ဆက်ခဲ့ပြီးသွားပြီထင်ပါတယ်ခင်ဗျာအဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ထင်ပါတယ်ကျွန်တော်စကားပြောရတဲ့မှာလောဝါတာလွဲဝါတာအမပါဝါတာလေးရှိရင်လည်းသွားကြည့်ထားပြီးနားလည်ပေးပြချင်ပါတယ်ခင်ဗျာ ဒီဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့ channel လေးကို like and subscribe လုပ်ပေးလို့ရပြီဒါကကျွန်တော်အတွက်အားကြီးထောက်ကူပြုပါတယ်ခင်ဗျာကျွန်တော်အပတ်စဉ်တိုင်းဗီဒီယိုလေး၅ခုတက်ဆက်သွားမှုစူးစမ်းနေပြီတရှိပေးနေကြတဲ့ဗောဓာတွေအားလုံးကို happy cheese တင်ပါတယ်ခင်ဗျာ now gaming content လေးတွေနဲ့တို့ပြန်လာခဲ့ပါဦးခင်ဗျာ peace